ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်ရေးအမေရိကန်ကတိုက်တွန်းထားပေမဲ့ထိုင်ဝမ်အနေနဲ့ကာကွယ်ရေးအသုံးစရိတ်ကိုအသတင်းပြည်တွင်းထုတ်ကုန် GDP ရဲ့၁၀ရာခိုင်နှုန်းအထိတိုးမြင့်မှုမဖြစ်နိုင်ဘူးလို့ဝန်ကြီးချုပ်ကမက်ရှလာဆန်နေရနေကပြောပါတယ်။ထိုင်ဝမ်ကိုလက်နက်တွေအဓိကထောက်ပံ့ပေးနေတဲ့အမေရိကန်နဲ့တရုတ်တို့ဟာထိုင်ဝမ်အရေးနဲ့ပတ်သက်လို့စစ်ဖြစ်လာနိုင်ပါတယ်။ ဒီမိုကရေစီနီးနဲ့ကိုပိုင်အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်ကသူတို့ပိုင်တဲ့နယ်မြေဖြစ်သတ်မှတ်ထားပြီးဘေကျင်းအုပ်ချုပ်မှုအောက်ပြန်လည်ထားရှိရေးအင်အားသုံးဖို့လိုရင်အင်အားသုံးမယ်လို့ပြောထားတာပါထိုင်ဝမ်ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့10%ရာခိုင်နှုန်းသို့မဟုတ်ထိုင်ဝမ်ဒေါ်လာ2.6 trillion American dollar 88.88 billion အထိတိုးမြင့်လာနိုင်မလားလို့လွှတ်တော်မတ်တအူးကမေးမြန်းချိန်မှာဝန်ကြီးချုပ်ချိုဂျွန်တိုင်ကဖြေကြားသွားတာဖြစ်ပါတယ် မိမိတို့ရဲ့လက်ရှိဘတ်ဂျက်အတိုင်းအတာနဲ့ဒီလိုတိုးမြင့်မှုမဖြစ်နိုင်ဘူးလို့ချိုဂျွန်တိုင်ကပြောပါတယ်။2025ခုနှစ်အတွက်အသရင်ပြည်တွင်းထုတ်ကုန်တန်ဖိုးထိုင်ဝမ်ဒေါ်လာ26ဒသမ88ထရီလီယံရရှိမယ်လို့အစိုးရကခန့်မှန်းထားပါတယ်။ဒါပေမဲ့အစိုးရရဲ့စုစုပေါင်းဘတ်ဂျက်ကိုအတိုက်ခံကြီးစိုးထားတဲ့လွှတ်တော်ကထိုင်ဝမ်ဒေါ်လာ2ဒသမ6ထရီလီယံလျှော့ချခဲ့တာပါ။ဘတ်ဂျက်လျှော့ချမှုကိုပြန်လည်စဉ်းစားပြီးချိုရဲတိုက်တွန်းမှုကိုအတိုက်ခံတို့ကတားဆီးပိတ်ပင်ထားပါတယ်။